မေရိကန်ပြည်ထောင်စုကနှစ်စဉ်လက်ခံမဲ့ဒုက္ခသည်အရေးအတွက်ကိုတည်တည်တသာရှော့ချပြီးတော့အနေဆုံးစံချိန်ကိုရောက်အောင်ရှော့ချလိုက်တယ်လို့ Trump အဆိုရကကြာတာပတိနေ့ကကြေညာပါတယ်။တောင်အာဖရိကနိုင်ငံကလူပြည်တွေကိုဦးစားပေးမယ်လို့လည်းဆိုပါတယ်။ဒီမူဝါဒအသက်အရ2026ဘန်နာရီနှစ်မှာအမေရိကန်ကဒုက္ခသည်8500ကိုကြိုဆိုလက်ခံသွားမှာဖြစ်ပြီးတော့အဲ့ဒီပမာဏဟာ Democratic Party သမ္မတကြီးဂျိုးဘိုင်တန်လက်ထက်နှစ်ဆင့်သသိန်းလက်ခံခဲ့တာထက်အများကြီးလျော့နေနေတာပါ။ အော်တိုဘားလတရနေ့မှာစတင်မဲ့ဗနာယေးနှစ်မှာလက်ခံမဲ့ဒုက္ခသည်ဥယျာဉ်အများစုကတောင်အာဖရိကနိုင်ငံကလူပြူတွေဖြစ်ပြီးတော့သက်ဆိုင်ရာနိုင်ငံတွေမှာတရားမဝင်ဒါမှမဟုတ်တရားမမျှတတဲ့ခွဲခြားဆက်ဆံခံရမှုတွေများနေတဲ့လူတွေလည်းပါဝင်မှာဖြစ်တယ်လို့သမရယုံထုတ်ပြန်ကြရာသိရပါဗျ။အဓိကလက်ခံသွားမဲ့သူတွေကတောင်အာဖရိကနိုင်ငံကအာဖရိကနာလူမျိုးတွေဖြစ်တယ်လို့အဲ့ဒီထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ဇန်နဝါရီလကအာဏာပြန်ရလာပြီးတဲ့နောက် Republican သမ္မတကြီး Donald Trump ကဒုက္ခသည်တွေလက်ခံတာကိုအခြေခံအဖြစ်ရပ်ဆိုင်းခဲ့တာပါ။ဒါပေမဲ့ Pretoria ကသူတို့ဟာနိုင်ငံတဲမှာညံပန်းနှိမ့်ဆက်ခံရခြင်းမရှိပါလို့ပြောဆိုနေပေမဲ့လည်းတာအာဖရိကနိုင်ငံကလူပြည်တွေကိုချွင်းချက်ပေးခဲ့ပါတယ်။တာအာဖရိကမှာပထမဆုံးအခြေချခဲ့တဲ့ဥရောပတိုက်သားတွေကဆင်းသက်လာတဲ့သူတွေတာအာဖရိကမှာပထမဆုံးအခြေချခဲ့တဲ့ ဥရောပတိုက်သားတွေကဆင်းသက်လာသူအာဖရိကနာလူမျိုး90မှာပထမအထောက်အဖြစ်အမေရိကန်နိုင်ငံမှာအခြေချဖို့အတွက်မေလာတုန်းကရောက်ရှိလာခဲ့ပါတယ်ရှင်လူ့ဘောမီဒီယာကိုဆက်လက်ကြံပြင်ဖို့ပြည်သူတွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမမဝီပင်းချင်းကိုကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါစေ။